ရီးမီးယားလိပွဲစဉ်6ခရစ်စတယ်ပဲလစ်နဲ့လီဗာပူးမင်္ဂလာပါကုခိန်စတဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကုခတ်ပါခင်ဗျစနေည၈နာရီခွဲမှာရှင်ပြိုင်ကစားမယ်ဒီတစ်ပတ်စနေနေ့ရဲ့အကောင်းဆုံးပွဲလို့တောင်ပြောရမယ်လီဗာပူးနဲ့ခရစ်စတယ်ပဲလစ်တို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်ရဲ့ညီကိုနဲ့အတူတူလုပ်သားကြပါမယ်ကီးဘောဒ်စလေးတွေအရင်ဆွဲထုတ်ကြည့်အောင်ကျွန်တော်လီဗာပူးကိုရွှေဘဘာညာဆိုပြီးစနောက် ခေါ်ခဲ့ကြပေမဲ့ပွဲစဉ်တိုင်းကြီးအဲ့လိုဖြစ်နေရင်တော့လီဗာပူးကို business ရအားပေးတဲ့ညီကိုတွေအနေနဲ့အဆင်မပြေဘူးနောက်ဆုံး6ပွဲဆက်တိုက်လီဗာပူးတီတူးလို့သူအကောင်းဆုံးလုပ်တယ်ရွှေဘိုင်းရွှေဘပဲဒီပုံစံပဲဂိုးတွေအကုန်ကတ်နိုင်တယ်တေချမဲ့အချိန်ကြီးရှိခဲ့ပြီးမှနောက်ဆုံးအချိန်ကမှနိုင်တယ် okay ဒါကိုကျွန်တော်လက်ခံတယ်သို့တော့ပရိသတ်ဘက်ကပြန်စင်းစားခြင်းရင်တမတ်မနဲ့တောက်လျှောက်ကြည့်နေရတယ်ဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုလီဗာပူးမဖော်ဆောင်နိုင်ခဲ့တာတော့ကြာပြီနောက်ဆုံးကစားခဲ့တဲ့ဆပ်တာတနေ့ပွဲတွေမှာလည်းထိုနည်းတူပဲ ဒီပွဲစဉ်ကတကယ်တော့ဂိုးပြတ်တင်တယ်ပေါ့နော်အဲ့တို့ကြောင့်မတော်တဆတေပွဲတပွဲဖြစ်သွားရင်ဆိုတဲ့အခြေအနေမျိုးကြုံတွေ့လာနိုင်တယ်ပွဲဖြတ်ဖို့တင့်နေပြီဗျကျွန်တော်ရှင်းမှလည်းပြောပြီနော်၃၅ပွဲကတော့ပြဿနာမရှိဘူးအခု Liverpool နိုင်တဲ့ပွဲအားလုံးကအဲ့တိုင်းနေအဲ့တော့ဒီနေ့မှတစ်ခုပြောချင်တာခြေစွမ်းမကောင်းလို့မဟုတ်ဘူးစွမ်းဆောင်ရေးပိုင်းခြေစွမ်းပိုင်း player တူတူယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုလုံးဝအဆင်ပြေတဲ့အသင်းတစ်သင်းရဲ့အဆင့်မှာရှိနေလို့လေဒီလောက်ထိနိုင်ပွဲတွေရတာကျွန်တော်ဆိုလို့ရအဲ့လိုခြေသွမ်းမျိုးနဲ့တစ်ဖက်ကရလက်ပိုင်းအောင်မမြတောက်ဂိုးတွေပြတ်နေရမှာဗျာတိုးတော်လီဗာပူးကအဲ့လိုကက်ကက်တက်တက်နဲ့ပဲနိုင်နေတာများနေတဲ့အတွက်ကျွန်တော်ကတော့အားမလို့အားမရဖြစ်မိတယ်ကစားသမားကောင်းနေဒီလောက်အများကြီးခြေသွမ်းမှလည်းအာနာစလောနဲ့ဘာမှအပြစ်ပြောစရာမလိုဘူးထိရောက်တယ်ဗျာတိတ်ပြီးဝင်းဝိုက်မနေတဲ့ပုံတံမျိုးတိတက်ပူဂိုးပြတ်တင်နေပြီဒါပေမဲ့ကမ်းမဲ့အတင်းကလည်းလီဗာပူးနီးတူပရီးမီးယားလိမှာရှုံးပွဲလုံးဝမရှိသေးတဲ့အတင်းအဲ့တော့ကျွန်တော်တို့ထင် င်တားရတာပို့ပြီးတော့ဒီပွဲစဉ်ကကြည့်ကောင်းသွားနိုင်ပရီးမီးယားလိရဲ့ရှုံးပွဲမရှိတဲ့အသင်းတစ်သင်းရင်ဆိုင်ရမှာဖြစ်ပါတယ်ရှုံးပွဲမရှိဘူးဆိုရင်ပဲကွဲပြားတာလေးတော့အနည်းငယ်ရှိတယ်လီဗာပူးကရှုံးပွဲမရှိသလိုတည်ရပွဲလည်းမရှိဘူးယာနုံးပြေအနိုင်ဒါပေမဲ့အဲဒီယာနုံးပြေအနိုင်အဲ့လိုဂိုးကက်ကက်တက်တက်နဲ့ပဲနိုင်ထားတဲ့နိုင်ပွဲတွေကြီးပဲကျွန်တော်တို့တစ်ဖက်ကဘဲလစ်ကတော့နှစ်ပွဲနိုင်ပြီးသုံးပွဲတည်ကြတာဒီနှစ်သင်းဒီအနည်းဆုံးကျွန်တော် community ရှိမှတွေ့ထားတယ် လီဗာပူးအတာစီးမရခဲ့ဘူးတေပဲကစားနိုင်ခဲ့တယ်နောက်ဆုံး community ရှိမှာ penalty နဲ့ရှုံးသွားတယ် palace တီတော်တော်လေးကိုဘယ်လိုပြောလဲအသင်းတွေကိုရှင်းဆိုင်တုံ့ပြန်နိုင်စွမ်းကောင်းတဲ့ level မျိုးဗျာနီးပြ glass နာကိုကျွန်တော်ချီးကျူးခြင်းတာအသင်းရဲ့အဓိကကစားသမား ezé ထွက်သွားတယ်ဗျာတောင်တင်းအောင်အသင်းကိုတိဆောက်ထားနိုင်တော့ပို့ပြီးတော့ကောင်းလာတယ် palace တီထိတ်တန်းအဆင့်စွမ်းဆောင်ရင်ရှိနေတယ်အသင်းတင်းဖြစ်ပါတယ် glass နာလက်ထက်မှာပို့ပို့ပြီးတော့ solid ဖြစ်လာတဲ့အသင်းတင်းဆိုလဲမမပါဘူးဒီတော့ကြောင့် palace မြေမှာတွားရောက်ကစားမဲ့ဒီပွဲစဉ် င်အတွက်လီဗာပူးကအမတန်အမတန်ကိုစိန်ခေါ်မှုကြီးမားပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းလီဗာပူးဒီဂျာရက်ထဲမှာနှစ်ပတ်စတိုက်ပွဲကစားခဲ့ရတယ်ချန်ပီယံလိမှာတီကိုနဲ့ကျွန်တော် EFL ကမှာစိန်နဲ့ပဲလစ်ကမကစားအောင်လားဆိုတော့ ကစားရတယ်မှန်တယ်ဒါပေမဲ့ EFL ကပဲသူတို့ကစားခဲ့ရတယ်ဂျာရက်မှာလီဗာပူးလို့ချန်ပီယံလိဘာညာကစားဖို့မရှိဘူးအဲ့တို့ကြောင့် Palace အသင်းရဲ့ဟို fresh ဖြစ်နေမှုကလီဗာပူးတက်တော့အနှဲငယ်ပို့ပြီးတော့တာနေလီဗာပူးကတော့ပို့ပြီးပွဲပန်းထားသလိုအသင်းရဲ့အဓိကတိုက်စစ်ကစားသမား Hugo Ikidiki ကလည်းအနီကက်ပြထွက်သွားတဲ့အတွက် ဒီပွဲပါဝင်နိုင်မှာမဟုတ်ဘူးဆိုတော့ key points ကကျွန်တော်တို့တတိထားစီရာအချက်လက်တွေအများကြီးရှိတယ်လီဗာပူးအသင်းကို business ရရွေးချယ်မယ်ဆိုရင်တေချာစဉ်းစားရမယ်သဘောမျိုးပါ okay နောက်တစ်တပိုင်းအရင်ရေးကြည့်တယ်ဒီတစ်ပိုင်းကအာရှရဲ့အကျော်ပေးမှုတွေဘလို့ဘလို့အကျော်ပေးရတဲ့အတင်းလေအစောပိုင်းအကျော်ပေးမှုမှာလီဗာပူးကတည်ရင်မကြရင်ရပြီလီဗာပူးလို့ level မျိုးနဲ့ဘလို့တည်ရင်ရှုံးပေးတာပြော့တာဗောဗျာတကူနဲ့နိုင်ရင်အပြင်းနှီးပါနိုင်ပြီလေအပြင်းနှီးပါဆိုတာ75%အကျော်လောက်အထိလီဗာပူးရဲ့နိုင်သွားုံနဲ့ရမယ်ကျွန်တော် benefits တင်တော့အဲ့တို့ကြောင့် ဘယ်လိုပြောမလဲဒီပွဲစဉ်အရန်ရန်ကိုကျေးပျော့ပြောင်းနေတယ်လို့ကျွန်တော်ယူဆတယ်ဘလိုပဲတွတ်တွတ်ပဲရစ်ဘလောက်ပဲကောင်းကောင်းလီဗာပူးကတော့နိုင်မှာပဲဒါတာမန်အတွေ့တွေ့တာလီဗာပူးနိုင်မှာပဲတကိုးနဲ့ကတ်နိုင်လဲရတယ်2-1နဲ့နိုင်လဲရတယ်3-2နဲ့နိုင်လဲရတယ်ဘလိုပဲနဲ့နိုင်ရင်အဆင်ပြေပြီဆိုတာ ယုတ်တိလုံးဝမရှိတော့ဘူးလီဗာပူးမနေနေချင်းအောင်ဘူဂီကအကြောပေးထားတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ဗျတူတယ်ကိုနဲ့တစ်ချက်ပြန်ချင်းကြည့်အောင်၃လုံးတဝက်ပြောရှုံးပေးထားတယ်ပူတော်ကြောက်ဖို့ကောင်းသေးတယ်တူတယ်ကိုအများထက်ဆိုင်အ ਨੇ ကိုပဲသွားနိုင်တဲ့အကြောပေးမှုမျိုးတွေ10 11ဇီးဇီးစတဲ့ reset မျိုးတွေကအများဆုံးပဲတတိယ2-0နဲ့နိုင်သွားဖို့ဆိုတာကတော့မဖြစ်နိုင်တလောက်ပဲဗျဘရိုစဉ်းစားကြည့် Palace ကသူ့အိမ်ကမှ Liverpool ကို2-0နဲ့နိုင်ဖို့ဆိုတာလွဲသလား Liverpool ကလည်း Palace ကမှ2-0နဲ့ပြန်နိုင်ဖို့ဆိုတာလွဲသလားကြားချမယ်ဆိုရင်တတိယ1-0နဲ့ နိုင်ဖို့အခြေအနေများတယ်။ Liverpool ကတော့အရှုံးခံမှာမဟုတ်တယ်လို့ပထမဆုံးအရှုံးကိုလည်းကြုံတွေ့ရမှာမဟုတ်ဘူး။ထို့နည်းတူပဲ Palace ကိုလည်း Liverpool ကအနိုင်ကံမှုထင်သလောက်မလွယ်ဘူး။ကျွန်တော်တို့ယာတီအစမှာလည်း community ရှိမှတွေ့ခဲ့ပြီးပြီ။ Palace က ဘလူးအသေးမျိုးလဲနောက်တန်း၃ယောက်တန်းခံစစ်နဲ့အရန်မိုက်တယ်ဂွီဟီနော်ကျွန်တော်လာခရော့စ်တို့တစ်ဖက်ကရစ်ချတ်တို့နဲ့တွဲဆော့တဲ့၃ယောက်တန်းခံစစ်ကရင်ခုန်စရာအရန်ကောင်းတယ်အထူးသဖြင့်လာခရော့စ်ပေါ့ကျွန်တော်လာခရော့စ်ကိုတိတ်သဘောကြတာအရင်ကတည်းကအဲ့တို့ကြောင့်ဒီပွဲစဉ်ကိုကျွန်တော်အနိုင်ရှုံးပုံပဲလို့မထင်ဘူးဗျလီဗာပူးတို့ပရီးမီးယားလိမှာပထမဆုံးတည်ပွဲတစ်ပွဲဖြစ်သွားနိုင်တယ်အကျော်ပေးမှုကလည်းတည်ရဖြစ်နိုင်တဲ့အတွက်ကြောင့်ပေးထားတဲ့အကျော်ပေးမှုကြီးရစ်တော့ယူပြီးအားပေးလို့ရတယ်လီဗာပူးဘာကြောင့်လဲဆိုတော့တည်ရအပြည့်ရှုံးပေးထားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကတည်ရချဖို့ရှိတယ်လီဗာပူး နိုင်ဖို့အချိန်လေးရှိတယ်ဗျာထားပါတော့တရေအပြည့်ရှုံးမှုပဲနဲ့အဲတကူတဝက်လောက်ပြောရှင်ဝင်ပေးထားရင်ဒါလီဗာပူးနိုင်ချေပူများတယ်ပေါ့နော်အဲ့တို့ကြောင့်ကျွန်တော်တို့ဒီပဲလစ်အသင်းကိုရွေးချယ်တာကတော့ပူပြီးကောင်းမယ်လို့ထင်တယ် ်တည်ကြဖို့များတဲ့ပွဲတင်တစ်ပွဲပါကျွန်တော်ကတော့ဒီတစ်ခါရွှေဘအယူကိုအနေငယ်ညှင်းဆန်ထားခြင်းနဲ့ Crystal Palace အသင်းကိုရွေးချယ်ပေးပြရသည်ခင်ဗျာကဲနောက်ထပ်အရေးကြီးတဲ့အပိုင်းလာပါပြီဒီနှစ်သင်းကြားရဲ့ကိန်းကနဲအချက်လက်တွေဖြစ်ပါတယ်အဲ့တော့ဟတ်တူအထိတ်တိတ်ဆုံမှုတွေကျွန်တော်ထပ်ပြီးပြောပြရသည်နောက်ဆုံး6ချိန်ထိတ်တိတ်ဆုံမှုမှာ Palace ကတစ်ချိန်နိုင်ပြီးတော့3ချိန်တည်ကြပြီး Liverpool ကနှစ်ချိန်နိုင်ထားပါတယ်အရင်ပြတ်သားနေတဲ့ဟတ်တူဟတ်တွေတော့ပြောလို့မရပါဘူး Community ရှိမှတူတူတည်ကြထားတယ်လီဗာပူးရဲ့အန်ဖီမှာပြီးခဲ့တဲ့ရာသီတုန်းက1-1တည်ကြပြီးတော့ Palace ကွင်းမှာတော့1-0နဲ့ Liverpool ကနိုင်ထားပါတယ်။တနည်းကျော်မှာတော့ လီဗာပူးရဲ့အန်ဖီမှာပဲလစ်က1-0နဲ့ပြန်နိုင်တာရှိတယ်။ခရစ်စတယ်ပဲလစ်ကွေးမှာလီဗာပူးက2-1နဲ့နိုင်သွားတာရှိတယ်။အသေးစိတ်ပြန်ပြီးကြည့်မယ်ဆိုရင်လီဗာပူးဒီပဲလစ်ကိုကစားခတ်တယ်ဆိုပေမဲ့လည်းပဲလစ်ကွေးမှာထိတ်တိုက်တွေ့ဆုံထားတဲ့နောက်ဆုံးနှစ်ချိန်ရတော့အနိုင်ရရှိထားပါတယ်ဒီနိုင်ရရှိမှုကရှင်းမြောက်တဲ့ရလဒ်တွေနဲ့ပဲနိုင်ထားတာပါเนาะဒီတော့ကြောင့် handicap မှာကျွန်တော်တို့ liverpool ကိုလည်းအရင်အထင်သေးလို့မရဘူးလို့ပြောတာပါကဲကျွန်တော်နောက်ထပ်တစ်ပိုင်း crystal palace ရဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲရလဒ်နှစ်ပွဲနိုင်4ပွဲတည်ရှုံးပွဲမရှိဘူးတရေတွေကတော့တော့ရှောက်ကြထားတယ်ဗျာအဲ့တော့ကြော ော့ Crystal Palace ရဲ့တရေခံကန်တဲ့တပေါက်ကိုလည်းကျွန်တော်ဂယူဒ်ဆိုက်စောင့်ကြည့်ရပါလိမ့်မယ်။ Liverpool ရဲ့ form ကတော့ပို့ပြီးတော့မိုက်ပါတယ်။နောက်ဆုံး6ပွဲမှာ6ပွဲလုံးနိုင်ထားပါတယ်။ထူးခြားတာတစ်ခုကအဲ6ပွဲမှာ နှစ်ကိုးနှစ်အထက်နိုင်ခဲ့တဲ့ပွဲတွေဆိုတာတပွဲမှမရှိပါဘူး321 z အဲ3221ဆိုတဲ့ရလတ်မျိုးတွေပဲများပါတယ်ဒါကိုပြိသက်နေနဲ့အထူး queue ပြုရပါလိမ့်မယ်ကြကျွန်တော်နောက်တစ်ပိုင်းကပဲလစ်ရဲ့အင်ကွင်းဆွမ်းဆောင်ရည်တွေနောက်ဆုံး၄ပွဲမှာ၃ပွဲတည်ကြပြီးတပွဲနိုင်လာတယ်ပဲလစ်ဒီအင်ကွင်းမှာအ ਨੇ ဆုံးတော့တည်လေးခံကန်လိုက်ရမှဂျင်းတဲ့အသင်းတသင်းလို့ပြောရမှာပါလီဗာပူးရဲ့အဝေးကွင်းရလတ်တွေကတော့ဘန်လီကို1စီနျူကာဆယ်ကို3-2ဖြစ်ပါတယ်ဆိုတော့ကင်းကနန်းချက်လက်ရတသင်းနဲ့တသင်းက အရင်တော့မကွာဘူး Palace ကလည်းသူ့အိုးသူ့ဆန်နဲ့ရှုံးပွဲမရှိထားဘူးပေါ့နော် Liverpool ကလည်းသူ့ရဲ့အနေထားကြီးနဲ့ဗျာဒီလိုချင်းမြောင်းနဲ့ရလက်လေးရထားရဲဆိုတာမစိုးဘူးလို့ဆိုပေမဲ့ကျွန်တော်ကတော့အားရချင်တဲ့မှုတော့အရင်ကြီးမရှိပါဘူးဆိုတော့ကျွန်တော်တို့နောက်ဆုံးပိုင်းဗျော်ပိုင်းချင်းကမှုအနေငယ်လောက်အောင်လေ Crystal Palace ရဲ့ကစားပုံကအရင်ကို deep ဖြစ်လွန်းတယ် deep block ကစားတဲ့အသင်းတွေထဲမှာဆိုရင် Palace ကအကောင်းဆုံးလို့တော့ပြောရမယ် deep block ကနေနောက်ထပ်ဆင့် shot ပြီး low block ကစားမယ်ဆိုရင်ဒီနောက်ခံကစားသမား၃ယောက်က box ထဲဝင်သွားလိုက်အမြင်ဘောပဲလာလာအနေဘောပဲလာလာဘလို့ပဲဖြစ်ဖြစ် Guihi လာ Dark Rose Richards တို့ကအကောင်းဆုံးရှင်းထုတ်နိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်။ Adam Wharton တို့လိုမျိုးကွင်းလယ်မှာတန်ဖိုးထိန်းနိုင်တဲ့ကစားသမားလည်းပါနေတဲ့အခါကျတော့ Liverpool ရဲ့လှည့်မြန်တဲ့ကစားတဲ့ဟန်မှာ အနည်းငယ်ဟိုအတားအဆီးဖြစ်လာနိုင်တယ်ပေါ့နော်။ Adam Wharton နဲ့ AGB တို့ရဲ့ကွင်းလေပြိုင်ဆိုင်မှုကိုကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရဖို့ရှိတယ်။လီဗာပူးမှာအားသာချက်တချို့ရှိတယ်ဆိုရင်လည်းအလက်ဇန္ဒားအီဆက်ဝင်ကစားရင်တော့ဟူကိုအီဂီတီလောက် အသင်းလိုက် rhythm မှာမှန်အောင်မှမဟုတ်တာအသေးစားပဲဖြစ်ပါတယ်အဲ့တို့ကြောင့်နောက်ဆုံး conclusion ဆွဲရမယ်ဆိုရင်လေ Liverpool ကိုဘယူအပိုင်းရအကောင်းဆုံးရှင်ကစားနိုင်တဲ့ Crystal Palace အသင်းကိုပဲရွေးချယ်ပေးကြပါရခင်ဗျာ